မတော်တထားကိုမြမပြည်ကြီးကလူတွေအားလုံးပိုင်နေတယ်။ဆိုတာအလကားမဟုတ်ဘာကြီးလက်တွေ့ဝိညာဉ်ဟောနော်။ဆွဲကတ်တယ်ဒီလားဟုတ်ကဲ့။အခုနော်နေနေညနဲ့မားနေတဲ့ဆန်ဖရန်စစ္စကိုရောက်တဲ့မနေ့အခု international သူ့ရဲ့လေဆိပ်ကနေမထွက်ရသေးဘူး။ကျမဆစ်ကိုရောက်တာနဲ့ချက်ချင်း online ဖွင့်ကြည့်လိုက်တော့ဟာမေးထားတာမေးထားတာအုံအားဟုတ်အကြောင်းကိုဒီနေ့လေးစိတ်မှနေနေတော့ဘလောက်ချက်တယ်လဲဆိုတော့အခုပြောဆောင်ပြမယ်နော်ဆိုရင်အုံအားဟုတ်ဆိုတဲ့အရာက ကျမတို့ပေးလိုက်သမျှပစ္စည်းအားလုံးဒီစက်ကြောရာကဘာအနတ်မှာရှိတဲ့မကြွမလွတ်သူများအားလုံးဒုက္ခရောက်နေတဲ့အားလုံးပူလောင်နေသောသူအားလုံးမမြင်ရတော့အရာများအားလုံးကို ကျမတို့အုံအားဟုံလုပ်လိုက်တဲ့အရာနဲ့သူတို့စီကိုပစ္စည်းအကြီးကြီးဆန်းဆိုရင်ဆန်းမို့ဆိုရင်မို့ငါပြောသေးဆိုငါပြောသေးအတိအနဆိုအတိအနဘာပဲဖြစ်ဖြစ်ရတယ်နော်အုံအားဟုံဆိုတာနဲ့အဲ့ဒါအနန္တအနန္တအများကြီးသောပစ္စည်းကသူတို့စီကိုရောက်သွားတဲ့သဘောချက်ချင်း ငတ်နေတဲ့လူကချက်ချင်းမငတ်တော့ဘူးเนาะပူလောင်နေတဲ့လူကချက်ချင်းမပူလောင်တော့ဘူးเนาะအင်စန်နာပြည့်စည်ဆိုတဲ့သဘောအရာရောက်တယ်ဒီတော့ကျမရဲ့အတွေ့အကြုံကိုဝင်ကြရမယ်ဆိုလို့ရှိရင်ကျမကဥပမာနေပြီးတော့လမ်းကိုသွားတဲ့အခါမှာအ мян လမ်းလိုနေရာမျိုးကိုသွားတဲ့အခါမှာကျမတို့ဆင်းပြီးတော့ခြုံတော့တိုးတယ်မလားအင်းခုလိုက်တိုင်းအမွေးတိုင်းဆိုက်လိုက်တယ်ဩဟုတ်ပြီခြုံတော့တိုးတိုးပြီးတော့လက်တွေဆေးဆေးပြီးတော့အမွေးတိုင်းဆိုက်လိုက်တယ်ဟိုအဟုံးကိုအများအားဆောင်ရွက်နေတဲ့ကျမကဆန်နဲ့ရေကအများအား ကောက်ရမှာပါတဲ့အတွက်စံကုန်ရင်းနဲ့ကျဲလိုက်တယ်မုံရှိရင်လည်းမုံကိုထားခဲလိုက်တယ်မြင်ရတော့အရာမကျွတ်မလွတ်တော့အရာကထင်မသိနဲ့လေသူတို့ကကျမတို့မြစ်တာပေးလိုက်တဲ့အခါမှာနေရဲ့အခက်ခဲကိုသူကအလိုလိုသိရင်းနဲ့ဘေးကနေကူညီသွားတယ်လို့ကျမလက်တွေ့သိရတယ်ဩတကယ် မမြင်ရတဲ့ဝိညာဉ်เนาะသူတို့အသေးဆုံးနဲ့တည်ထားတာရှိတယ် accident နဲ့တည်ထားတာရှိတယ်အဲ့နားမှာသဘောပေါက်လားအဲ့မမြင်ရတဲ့ဝိညာဉ်တွေကိုကျမတို့ကမေတ္တာစိတ်အပြည့်နဲ့အုံအားဟုံးလို့လှုပ်လိုက်တဲ့အခါမှာချက်ချင်းတွတ်တန်းဝင်သွားတယ်အဲ့ BT ကဘာနဲ့မှမလဲနိုင်တဲ့ BT ဖြစ်တယ်ကျမတို့ပေးလိုက်တဲ့ပစ္စည်းကလည်းသူတို့အတွက်အနန္တအနန္တအများကြီးဖြစ်တယ်ဘလို့မညက်တယ်ကိုယ်သူများကိုမေတ္တာပေးလိုက်တဲ့အခါမှာမေတ္တာပြန်ရပြီးသားပဲ ခက်ခဲမှန်သမျှအလိုလိုနေရင်းနဲ့ဒီမမြင်ရတဲ့ပုံကိုယ်တွေအားလုံးကလိုက်ပြီးကုညီနေတယ်လို့မှတ်ပါအကဲဆောင်းလျှောက်တာသူတို့ကလေဟဲ့ဟဲ့ငါနေ့ကိုကြွေးတယ်နော်မင်းတို့ငေါ့ကူညီစမ်းဆိုတော့အမိန်တော့မပေးနဲ့နော်မရဘူးကျမတို့မနေ့ကဆန်ဖရန်စစ္စကိုမှာတရက်လဲပါတယ်အခုကဝီလီဝီလင်းကော့စတိတ်ကိုရောက်နေတယ်အခုဒီမှာဒီလေးစားပါတယ်ဆိုလိုဂျင်နာကအုံအားဟုံးကိုကျမခုနဆိုလိုဂျင်နာကကိုယ့်ရဲ့အာယုံထဲမှာ လေပေါ်ကနေပြီးတော့စัจ java ရာကဘာအနောက်ကိုမြင်နေရတယ်เนาะကဘာကြီးကိုမြင်နေရတဲ့ပုံစံမျိုးအဲ့တော့ကိုယ့်ရဲ့လက်ထဲမှာအာယုံထဲမှာရေရှိတကယ်တော့ဆန်ရှိတကယ်တော့အဲ့ဒီ brain ပေါက်နားမှာထိုင်တဲ့လူကဆောင်ရွက်လို့ရတယ်ကျမက brain ပေါက်မှာထိုင်ခဲ့တယ်ဆိုတော့ဒီမှာကြီးအုံးအဟုံးအုံးအဟုံးအုံးအဟုံးဆိုတော့တိုက်တော့တော့တံပုတ်တွေတွေယူပြီးမှသူတို့ရုပ်ဖတ်တယ်ဆိုပြီးညဝေပြီးနေရင်ပေါ်မှာလည်းလှုပ်လို့ရတယ်ကုံလန်းပေါ်မှာလည်းလှုပ်လို့ရတယ်နေ့လေနေ့ကင်းလည်းလှုပ်လို့ရတယ်မနေ့ကိုလည်းလှုပ်လို့ရတယ် အကောင်းဆုံးအချိန်ကညတကောင်။ Okay နော်။အခုလိုခီးထွက်နေတဲ့ကာလမှာဆိုလို့ရှိရင်အားနေတဲ့အခါလေးမှာတန်ဖို့တွေရွတ်ကြပါ။မေတ္တာတုတ်ကိုရွတ်ကြပါ။ဒီနှမျိုးကတော့တစ်ခုကအန်ဒီယကင်းနဲ့တစ်ခုကချစ်စိတ်မေတ္တာစိတ်ရှိတယ်။ဒီနှစ်ခုကိုရွတ်ပြီးတော့မှကျမကဘာလုပ်လဲဆိုတော့ပထမဦးဆုံးအနေနဲ့ဟာအရှင်မြတ်စွာဘုရားရှင်ကိုဥထိတ်ထားပြီးတော့မှတပည့်တော်မှဒီတန်ဖို့တေဂါရာကိုရွတ်ဖတ်တရဆဲပြီးမှပူဇော်ပါတယ်ခင်ဗျာဆိုပြီးတစ်ခါအရင်ရွတ်လိုက်တယ်เนาะ ပြီးတော့မှဒုတိယကြိမ်တတိယကြိမ်ရွတ်တဲ့ဟာတွေကကျမတော်သက်သားတွေယခုရွတ်ဖတ်တယ်ဆယ်လိုက်တော့တန်ဖို့တည်သည်မကြွမလွတ်သူများဆက်ကြဝရာကဘာအနတ်ဆက်အရက်ဆက်မျက်နှာမှာရှိရှိသည်များဒုက္ခခံနေရသူအလုံးမမြင်ရတော့မြင်ရတော့အလုံးအလုံးကိုတက်ရောက်ပါစေမျှဝေပါတယ်ဆိုပြီးတော့မှအုံအားဟုံးဆိုတာအမြပေးလိုက်တဲ့သဘောဆက်ကြဝရာကဘာအနတ်ကိုရောက်သွားတာကျမတို့မြန်မာလူမျိုးကြားကြားရမြမကြိုက်မရတော့ဘူး ုတ်လားမပြောတာအဲ့တော့အုံအဟုံးဆိုတော့ကြားသူဖြစ်စေမကြားသူဖြစ်စေ तू နားပြင်းနေသူဖြစ်စေအားလုံးကိုတက်ရောက်စေတဲ့သဘောအားလုံးကိုတက်ရောက်သွားတဲ့ဒီမေတ္တာတွေအားလုံးကသူကနေ့ကိုပြန်မြတ်တာပြုလိုက်တဲ့သဘောနော်တူးမှစေတနာတူးမှမေတ္တာဖလှယ်လိုက်တဲ့အခါကျတော့ကျမဝိထုစဉ်လူသားအရာရာအားလုံးအခက်ခဲရှိလဲခဏပဲစံနဲ့ရေမမဟုတ်ဘူးအားလုံးကိုထိရောက်စေဆိုပြီးမှအဲ့လိုပို့ပလဲလို့ရတယ်အုံအဟုံး ုလို့ပေါ့ခုမှကျမလက်ထက်မှာဆန်ရှိရတော့တော်တဲ့တောင်ထဲမှာဆန်တစုပ်ကိုကင်လိုက်ဆက်တစီမဟုတ်တော့ဘူးနော်ကျမက foundation အနေနဲ့ရေခွက်ထဲမှာဆက်တစီထည့်ခိုင်းတာရေပေါ်ထမင်းကိုစားစရာရှိရဆိုတဲ့သဘောဥပမာအပြင်ရောက်နေရဆိုလို့ရှိရင်မုံနေမလားကျဲလိုက်စမ်းဆိုလည်းအဲ့လိုမကြည့်တော့ကျွန်မလုပ်ပြမယ်ကျဲပြီးအုံးအဟုံ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 းဆိုပြီးအဲ့လိုကျဲတာကျဲပြီးအမွေးတိုင်ကကြိုက်တဲ့နေရာမှာစိုက်တစ်ပြက်အောက်ဒီမှာစိုက်စိုက်ပြီးတော့မှ ဲ့လိုမျိုးအိုးအာဟုံ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 းဆိုပြီးအဲ့လိုလောက်တာကျမကျမတို့အခုခြံဆိုကျဲတယ်မလားခြံဝင်းထဲမှာညရကောင်မြွေထွက်လာမှာဆိုလို့ ျမကကြောက်တယ်ကြောက်တဲ့ခါကျတော့တတားကိုခေါ်တာတတားကလည်းလိုက်လို့တယ်အဲ့ဒါတတားလည်းအရင်အဆင်ပြေတယ်တကယ်နော်တတားလေးလိုက်ပြီးကျင့်စဉ်ကလေးကရင်ကျမတတားလူငယ်နော်လူငယ်ဖြစ်တဲ့ကျမတတားကိုကျမညှဝေလိုက်တဲ့အခါမှာတခါတလေကတော့ तू ကကျမနဲ့လိုက်ပြီးတာပေါ့နော်ခြံထဲကို तू ကလည်းလိုက်လို့ပြီးတော့နောက်ပိုင်းသူ့ဟာနဲ့ तू အဆင်ပြေလာတာကို तू သိတော့ကျမခေါ်စရာမလိုဘူး तू ကကျမမမတဲ့အောက်ဆင်းမဲ့လေးတဲ့ခြံထဲဆင်းမဲ့လေးတဲ့အောင်အောင်တော့လုပ်မယ်တဲ့အဲ့လိုနော် လူငယ်တယောက်တောင်မှသူကိုယ်တိုင်လက်တွေ့လှုပ်လာပြီးလက်တွေ့စံစားရတာကိုသူလှုပ်တာပေါ့လူငယ်ဆိုတာအဲ့မမြင်ရတဲ့အချိန်ကိုယုံကြည်ပါမမြင်ရတဲ့အချိန်ကလည်းရှင်ဘလောက်ပဲကျမကိုယုံမှယုံမှခမားတေချာပေါက်လွဲချော်သွားစေတယ်ကျမကိုယ်တိုင်ကြင့်သုံးလာတာနော်